ရှင်အနန္ဒာကမြတ်စွာဘုရားကိုရှောက်တယ်တိဋ္ဌတုဗန္တိပကောက်ဝါကပ္ပရှင်ဘုရားတက်တန်းစေအောင်နေပါဗျာတတ်တော်80နဲ့ပြိဋိဘမဆမ်းမနဲ့အောင်တက်တန်းစေအောင်နေပါအောင်တရားရည်ရဲ့အကျိုးစီးပွားအတွက်လူတွေနတ်တွေရဲ့အကျိုးစီးပွားအတွက်တက်တန်းစေအောင်နေပါအောင်လို့မြတ်စွာဘုရားကိုတောင်းပန်တဲ့အချိန်ကြီး အဲ့တော့မြတ်စွာဘုရားဗာမင်းရှိတော်ဆိုအလံအနန္တအနန္တာမပြောနဲ့တော့တဲ့မာတထာဂတံယာစီဘုရားကိုငါ့ကိုမတောင်းပန်နဲ့တဲ့အကာလောဓာတိတထာဂတံယာတထာဂတံယာစနာယဗာဘုရားကိုတောင်းပန်မှုမင်းအချိန်မဟုတ်တော့ဘူးဆိုတာကိုမရဘူးရှင်အနန္တာကဆက်ပြီးတော့ရှင်ဘုရားတတန်းစီနေနိုင်အောင် လုပ်ပါ သရဝရရဲ့အကျိုးစီးပွားကိုငဲ့ပြီးတော့တက်တန်းစီနေတော်မူပါလို့မြတ်စွာဘုရားတားတဲ့ခြားတဲ့ကအချိန်ချင်းထပ်ပြီးတော့ရှောက်တဲ့အခါမြတ်စွာဘုရားကတတ္တရတိတွန်အာနန္ဒတထာဂတတ္တဘောဓိငါရဲ့အသိဉာဏ်ကိုမင်းယုံကြည်တယ်မဟုတ်လားလို့ဆိုယုံကြည်ပါတယ်ဗျာအဲ့ဒါလို့ယုံကြည်လို့ရှင်ဘာဖြစ်လို့သုံးချိန်တိုင်အောင်ငါ့ကိုအတင်းကျပ်တောင်းဆိုနေရသလဲငါရဲ့ ဆုံးဖြတ်ချက်ငါရဲ့အတိညာဉ်ကြီးကိုမင်းယုံကြည်ရတဲ့နဲ့ဘာဖြစ်လို့သုံးငိမ့်တိုင်အောင်တောင်းဆိုနေရသလဲဆိုအရှင်ဘုရားနဲ့တပီးတော့အရှင်ဘုရားစီကကြားဘူးတဲ့စကားရှိပါဘာကြားဘူးတာတော့လို့ဆိုအဋ္ဌိပတ်၄ပါးသန္တာဝီရိယစိတ်တဝိမန္တလို့ဆိုနေအဋ္ဌိပါဒလူတွေမှာစိတ်ဆန္ဒကြီးမားတဲ့စိတ်ဆန္ဒရှိတယ်ပြင်းထန်တဲ့လောလောဝီရိယရှိတယ်ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိတယ် ချက်မြတ်တဲ့အသိပညာရှိတဲ့အဲ့ဒီသန္ဓေဝီရိယစိတ်တဝိမာသဆိုရင်ဒီတဘာဝတရားစွန့်အင်းနေမြင့်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာတက်တန်းစိနေနိုင်တဲ့သို့မဟုတ်တက်တန်းကြောသည့်ထိအောင်ကိုယ့်အသက်စိတ်စွန့်အားတွေနဲ့တိုးမြင့်ပြီးတော့ထားရင် နေနိုင်တယ်လို့ဆိုတာကိုမြတ်စွာဘုရားတပည့်တော်ကိုအချိန်ချင်းပြောခဲ့တာကြားဖို့ပါတယ်တဲ့ဒါကြောင့်မို့လို့တောင်းပန်နေတာပါရှန္ဒနာထားလျှောက်တော့အေး အဲ့ဒီလိုနေလို့ရတယ်ဆိုတာမင်းသိတယ်မဟုတ်လားငါ့အပေါ်မှာယုံကြည်တယ်မဟုတ်လားဆိုယုံကြည်ပါအဲ့ဒီလိုယုံကြည်သည့်အတွက်ကြောင့်မင်းခုမှလာတောင်းပန်တာမင်းရဲ့အပြစ်ပဲနော်အကယ်၍သာစောစောစီစီငါမဆုံးဖြတ်ခင်ကဒီ၃လပဲနေတော့မယ်လို့ငါစိတ်ထဲမှာမဆုံးဖြတ်ခင်ကတောင်းပန်မယ်ဆိုရင်နှစ်ကြိမ်တော့ငင်းကောင်းငင်းမယ်၃ကြိမ်ပြောက်တော့ငါမင်းစကားလက်ခံမှာပါ